တရုတ်အော်တိုဆိုင်ကယ်ထဲမှာကျွန်တော်အကြိုက်ဆုံးဆိုင်ကယ်တစ်စီးကိုဒီကနေ့ပြပြပြထားချင်ပါတယ်အဲ့ဒါကဘာဆိုင်ကယ်အမျိုးအစားဖြစ်မလဲအားလုံးမင်္ဂလာပါကျွန်တော်ကြောကြောင်းမှာမော်တော်ဘိုက်အော်တိုတယောက်ဖြစ်ပါတယ်အခုကျွန်တော်ရရှိတဲ့တက်မှာရှိနေတဲ့ဆိုင်ကယ်ကတော့ဒါတရုတ်အော်တိုဆိုင်ကယ်ထဲမှာအရင်တည်းအကောင်းဆုံးဟောက်ကျွယ်အော်တိုဆိုင်ကယ်ပဲဖြစ်ပါတယ်ကျွန်တော်အကြိုက်ဆုံးဆိုင်ကယ်လို့ပြောရင်လည်းမမှားပါဘူးဘာလို့လဲဆိုရင်ဒါအရင်တည်းအရန်ကောင်းလွန်းလို့ပါကောင်းလွန်းလို့ပေါ့နော်ဒါဟောက်ကျွယ်အော်တိုဆိုင်ကယ်လေးကဒါအင်ဂျင်ပါဝါ 100cc နဲ့ထုတ်လုပ်ပေးထားတာဖြစ်ပါတယ်။ဘာလို့ကြိုက်တာလဲဆိုရင်ဒါသူ့ရဲ့နော်ကိုရယ်ကကိုရယ်ကတေးသေးချစ်ချစ်လေးလေးပြီးရင်ဒါရှေ့မှာဆိုလေဒါနော်အမျိုးသမီးတွေဆိုရင်ဒါဈေးသွားတာပဲဖြစ်ဖြစ်ဈေးချင်းတော်ကိုကြည်ကြည်ဝင်းဝင်းတင်လို့ရမယ်။ပြီးတော့ဒါဟိုမှာကလေးချောင်းကျူချောင်းဘူးလောက်ချင်တယ်ဆိုရင်လည်းဒါကလေးငယ်လေးတွေကိုရှေ့မှာဟိုမှာမတက်ရစီးတာတော့အဲဒီလိုမျိုးလေးတွေအေးဒါတွလာလို့ရတယ်ပေါ့နော်တွလာလို့ရတယ်ပြီးတော့သူက ဒါရှိမီရတော့သူကတော့ယူယူမီ LED တော့မဟုတ်ဘူးယူယူမီအဝါနဲ့ပဲဒါတုံးပေးထားတယ်ပေါ့နော်တုံးပေးထားတယ်ပြီးတော့ဒီဘက်မှာဆိုရင်သူကရှိဘိန်းမှာဆိုရင်လည်းကျွပလစ်တာကိုတုံးထားပြီးတော့သူကတော့ယူယူရှိ display ပေါ့နော် ရှိ display နဲ့သူကထုတ်လုပ်ပေးထားတယ်ပေါ့နော်ထုတ်လုပ်ပေးထားတယ်ပြီးတော့ဥမာဒီဘက်မှာဆိုရင်ဒါဖင်နိုင်ကုန်ပေါ့နော်ဖင်နိုင်ကုန်နိုင်ကုန်ကလုံးဝအစ်စစ်နေတာနော်ဖင်နိုင်ကုန်ကလုံးဝအစ်စစ်နေတယ်ပြီးရင်သူကနော်တအားကြီးမမြင်လွင်းတဲ့အတွက်ကျွန်တော်တို့ ခန္ဓာကိုယ်တစ်တီးနော်လူငယ်လေးတွေအမျိုးသမီးငယ်လေးတွေအားစဒါမောင်းနေစီးနှင်းလို့ရတယ်စေကျော်တစ်လေးတွေပေါ့ဥမာအခုကဒါဆယ်တန်းအောင်ကစားအရွယ်တို့အဲဒီလိုစေကျော်တစ်အရွယ်လေးတွေအားစမောင်းနေစီးနှင်းလို့ရတယ်ပေါ့နော်မောင်းနေစီးနှင်းလို့ရတယ်ပြီးတော့ဥမာဒါကျွန်တော်ဥမာဖင်နိုင်ကုန်ကိုတစ်ချက်ပြပေးမယ်ပေါ့နော်ဥမာဖင်နိုင်ကုန်အတွင်းထဲမှာဆိုရင်လည်းဒီမှာဆိုရင်ဒါတူးပေါက်ကြီးကဒါတူးပေါက်ကကျဲတယ်ပေါ့နော်ဒါတူးပေါက်ကကျဲတယ်နော်ကျဲတယ်နော်ပုံမှန်ဆိုင်ကယ်အုပ်ထုပ်အသေးတစ်လုံးပေါ့အသေးတစ်လုံးဆိုရင်ထည့်လို့ရတယ်ပြီးတော့ ဒီရောက်ကျအော်တိုမှာထူးခြားတာစီတန်ကြီးနော်စီတန်ကြီးကြီးကလုံးဝအကျယ်ကြီးနော်ဒီစီတန်ကြီးကြီးကနည်းတဲ့အကျယ်ကြီးမဟုတ်ဘူးနှစ်ကလန်လောက်ဆန်းတယ်နော်နှစ်ကလန်လောက်ဆန်းတယ်အာကျွန်တော်တို့ဆိုရင်ပုံမှန်ဆိုင်ကတစည်းဆိုရင်ဒါတကလန်နီးပါး3လီတာတို့4လီတာတို့ပဲဆန်းနေကြဒီကောင်ကြီးကဒါလုံးဝတကလန်နီးပါးတောင်မကောက်နော်နှစ်ကလန်နီးပါးလောက်အေးစစ်စစ်စီတန်ကြီးကဆန်းတယ်အဲ့ဒီတွေကျွန်တော်တို့က highway ကိုမောင်းနေသွားလာမဲ့အချိန်မျိုးမှာဆိုရင်ဒါအရန်နဲ့အဲစီဖိရလွတ်တယ်ပေါ့နော်ပြီးတော့ ဒီမှာဒါ governor on bridge ချမ်းမှာဆိုရင်ပေါ့နော်။ तू อ่ะ engine power က 1vcc နဲ့ထုတ်လုပ်ပေးထားတယ်။ပြီးတော့ဒီမှာနောက် brake ကတော့ UU half brake ကိုပဲတုံးပေးထားတယ်။ပြီးရင်ဒါနောက်ဖောက်တစ်ချောင်းပေါ့။ဒါကျွန်တော်တို့ time main ဆိုင်ကြီးလိုပဲနောက်ဖောက်တစ်ချောင်းနဲ့ထုတ်လုပ်ပေးထားတယ်။ပြီးတော့ဒီမှာ dyne guard ပေါ့နော်။ dyne guard ကတော့ဒါ UU တိုင်ခွက်ကိုပဲတုံးမိထားတယ် digital တော့မဟုတ်ဘူးပေါ့နော် digital တော့မဟုတ်ဘူး UU တိုင်ခွက်ကိုပဲတုံးမိထားတယ်ပြီးတော့ဒီမှာတော့လည်းကျွန်တော်တို့နှစ်ထပ်တော့အမျိုးအစားကိုတုံးမိထားတယ်ပေါ့ အဲ့တော့မျိုးစားကိုတုံးပေးထားတယ်ပြီးတော့ရှီအန်ကွက်လေးမှာဆိုရင်လည်းဒါအန်ကွက်ကတော်တော်ကျယ်တယ်ပေါ့နော်ပြီးတော့ဒီဟောက်ကျယ်အော်တိုကိုကျွန်တော်ကဘာလို့တဘောကျရလဲဆိုရင်နော်သူကအင်ဂျင်ပေါ် 120cc ဆိုပေမဲ့အင်ဂျင်အယုံအစွဲကအရန်ကောင်းတာတော်တော်ကြီးကိုကောင်းတာနော်ကျွန်တော်တွေ့ဘူးတဲ့တရုတ်အော်တိုဆိုင်ကယ်တွေမှာဆိုရင်ဟောက်ကျယ်အော်တိုကိုမိတဲ့ဟာတိတ်မရှိသေးဘူးလို့မြင်တယ်ဒါကတော့ကျွန်တော်ကိုယ်တိုင်လက်တွေ့စီးဘူးလို့နော်ပုံမှန်ဆိုရင်တရုတ်အော်တိုတွေကနော်တနည်းနေရင်တော့နည်းနည်းလောက်ဆိုရင်စက်တိုင်ကြီးကလုံးဝတော်တော်ကျန်းနေပြီ ဟုတ်ကြွယ်အော်သူကကျွန်တော်ပူတိုင်းကျွန်တော်ကိုယ်တိုင်လက်တွေ့စီးနေတာရယ်ပြီးတော့ကျွန်တော်အိမ်မှာကျွန်တော်အမစီးနေတာ9နှစ်လောက်ရှိပြီအခုချိန်ဒီစက်တံမကြမ်းသေးဘူးအင်ဂျင်အစွဲယုံမကြွသေးဘူးဒီမှာဆွဲလိုက်ရင်ဆွဲလိုက်သလိုအင်ဂျင်ကလုံးဝအထက်တွက်တော့နော်အဲ့ဒါကြောင့်မလို့ကျွန်တော်ကအရန်တဘောကြတာပေါ့နော်တဘောကြတာအခုကျွန်တော်ခဏထိုင်နေတဲ့ဟောက်ကျယ်အော်တိုဆိုင်ကယ်ဆိုရင်ဒါမော်ဒယ်ကတော့2021မော်ဒယ်နော်2021မော်ဒယ်ပါဒါပုံမှန်ကျွတ်ဘိန်းဆိုင်ကယ်တွေကိုစီးမဲ့အစားပေါ့နော်ဒီဟောက်ကျယ်အော်တိုစီးမှာပေါ့ ဟိုတခုအသက်ကြီးအနေကြတော့ရှိတာပေါ့ဗျာ YouTube ဘိန်းဆိုင်ကတွေကတော့ဒါလုံးဝဂျပန်ဘိန်းစီးရတယ်အင်ဂျင်ပူကောင်းတာမျိုးเนาะလုံးဝအာတချို့ဘိန်းတွေဆိုရင်အင်ဂျင်အယုံဆွဲပူကောင်းတာမျိုးရှိကောင်းရှိနိုင်တယ်ဒါပေမဲ့ license မပါဘူးပေါ့เนาะဒီဟောက်ကျဲအော်တိုကကြတော့ဒါ license မစီးရမယ်အင်ဂျင်ပါဝါ 100cc မို့လို့စီစားလဲအရန်တက်တာမယ်စီတိုင်းကြီးကလည်းအများကြီးဆက်နေ license လဲပါမယ်ဈေးတန်းကလည်းကျွတ်ဘိန်းဈေးတန်းဆိုတော့ဒါအများကြီးစီးပြုတ်တယ်ပေါ့เนาะဒါတော့ဒါ ပြီးတဲ့ review လောက်တာတော့မဟုတ်ဒါကျွန်တော်ကိုယ်တိုင်အရင်ကြိုက်လွန်းလို့ဒါဘိန်းလေးရှိတော့ကျွန်တော်ကတော့ရှင်းပြတာပေါ့နော်ဒါဒီဟောက်ကျော်အော်တိုဆိုင်ကယ်ကတော့ဒါဘဲရဘိန်းလဲဆိုရင်ကျွန်တော်ရဲ့မိတ်ဆွေဒါခစ်ဆန်းတစ်ဆိုင်ကယ်ရှိုးရူးမှာရှိတဲ့ဟောက်ကျွေအော်တိုဆိုင်ကယ်ကိုဒါအလင်းတင်တုံဘိန်းရှိတုံပေါ့နော်ဒါကျွန်တော်ကတော့ကျွန်တော်မိုတူနီကဆိုင်ကယ်ချစ်တူမိတ်ဆွေတွေသိအောင်လို့ဒါရှင်းပြပေးတာဖြစ်ပါတယ်ဟောက်ကျွေအော်တိုဆိုင်ကယ်ကိုဝေယူနေဆိုရင်တော့ခစ်ဆန်းတစ်ဆိုင်ကယ်ရှိုးရူးမှာအားရောက်အားပေးကြပါအောင်လို့ကျွန်တော်ကြောင်ကဖိတ်ခေါ်လိုက်ရပါတယ်ခင်ဗျာဖိတ်ခေါ်လိုက်ရပါတယ်